မများတို့တခါမှမကြားဘူးလို့တဲ့အကြောင်းအရာမျိုးကိုကျွန်တော်ပြောပြပါမယ်။တွေးကြည့်နော်။တရရောက်ကိုလက်ထက်ဖို့တစ်ပင်တစ်ပင်နဲ့အရင်လက်ထက်ရမယ်လို့ခမားကိုပြောရင်ဘယ်လိုနေမလဲ။ဒါမှမဟုတ်ကွယ်လွန်သွားတဲ့ဘိုးဘွားရုပ်အလောင်းတွေကိုထုတ်ပြီးပျော်ပျော်ရွှင်ရွှင်ကခုန်ရမယ်ဆိုရင်ရောနောက်ပြီးတော့အရွယ်ရောက်ပြီဆိုတာကိုတက်သေးပြဖို့လက်ကိုအစိတ်ပြင်းနဲ့ပေးစစ်တဲ့အကက်ခံရမယ်ဆိုရင်ဒီနေ့မှာတော့ခမားတို့ရဲ့မျက်လုံးကိုပြူးသွားစေမဲ့ကပအစွန်အဖျားက ထူးထူးဆန်းဆန်း delete ၄ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြအောင်တောင်းဆိုပါသည်။ခဏနေဗီဒီယိုလေးဆက်ပါမယ်။ပထမဆုံးတစ်ခုကတော့တစ်ပင်နဲ့လက်ထက်ချင်းပဲဖြစ်ပါတယ်။ဒီရိုးရာဒလီကတော့အိန္ဒိယနိုင်ငံကပါ။ကျွန်တော်တို့စီမှာမင်္ဂလာဆောင်နေဆိုတာချစ်သူနှစ်ဦးလက်ထက်လိုက်ကြတာပဲပေါ့ဗျာ ဒါပေမဲ့အိန္ဒိယရဲ့ချို့နေရာတွေမှာတော့မိန်းကလေးတချို့ဟာအိမ်တော်မပြုတ်ခင်မှာတစ်ပင်နဲ့အိမ်ဆုံးလက်ထက်ရတဲ့ဓလိရှိပါတယ်။ဘလို့လူတွေကဒီလိုလောက်ရတာလဲဆိုရင်တော့နက်ခတ်ဗေရင်ရမန်ဂလီဒို့ရှ်လို့ခေါ်တဲ့ကန်ဆုံမုံမောင်ကြက်တက်တဲ့အချိန်မှာမွေးလာတဲ့သူတွေလို့ယူဆရတဲ့အမျိုးသမီးတွေကဒီလိုလောက်ရပါတယ်။ဘာလို့ဒီလိုလောက်ရတာလဲဆိုရင်တော့ဒီမန်ဂလီဒို့အချိန်မှာမွေးတဲ့မိန်းကလေးတွေကအိမ်တော်ပြုတ်ရင်သူတို့ရဲ့ခင်မုန်းကိုအန္တရာယ်ဖြစ်စေတယ်လို့ယုံကြည်ကြလို့ပဲဖြစ်ပါတယ်။အဲ့ဒီတော့ကန်ဆုံချင်းကိုခြေဖြတ်ဖို့ ထမဆုံးတစ်ပင်တမင်းနဲ့လက်ထပ်ရပါတယ်ပြီးတော့အဲ့ဒီတစ်ပင်ကိုခုတ်လဲလိုက်ပါတယ်ဒီလိုလွတ်တာကတစ်ပင်ကသူတို့ရဲ့ပထမဆုံးခင်မုံဖြစ်သွားပြီးတော့ဒီတစ်ပင်တိတ်ဆုံးသွားတာကကန်ဆိုးခြင်းကိုယူဆောင်သွားတဲ့သဘောပဲဖြစ်ပါတယ်ဒါမှဒုတိယခင်မုံလူသားအစ်ကိုဘေးကင်းစေမယ်လို့ယုံကြည်ကြပါတယ်ဗမာအယူဆတွေမှာလည်းဒီလိုမျိုးရေရရချီတဲ့နီလမ်းမျိုးတွေရှိကြပါတယ်ဘလို့လဲတော်တော်ထူးဆန်းတဲ့ရိုးရာဓလေ့တွေပဲဖြစ်ပါတယ် နောက်ထပ်ထူးဆန်းတဲ့ဓလေ့တစ်ခုကတော့အာဖရိကတိုင်နာကမာဒဂါစကာကျွန်းကဖာမာဒီဟာနာဆိုတဲ့ဓလေ့ပဲဖြစ်ပါတယ်။မြမပြည်မှာလူသေးဆုံးရင်ဝန်းနေကြတာများပေမဲ့ဒီလူတွေကတော့တေချင်းတရားကိုပါတီပွဲကြီးလိုဆင်နွှဲကြပါတယ်။၅နှစ်ဒါမှမဟုတ်ခုနှစ်နှစ်တစ်ကြိမ်လောက်မှာမိသားစုတွေအတေဆုံးသွားတဲ့ဘိုးဘွားတွေရဲ့ရုပ်အလောင်းကိုဂူထဲကနေပြန်ထုတ်လာကြပါတယ်။ပြီးတော့ရုပ်အလောင်းကိုအဝိတ္တနဲ့တေချာထုတ်ပိုးပေးပြီးတော့တချင်းတွေနဲ့စီကတ်တိုက်မြင့်စွာကတ်ကုန်ကြပါတယ်။ ူတို့ရဲ့ဘူဘွားတွေနဲ့စကားတွေပြောပုံမြင်တွေပြောပြီးပျော်ကြတာပေါ့ဗျာပြီးမှပြန်တင်ကြပါတယ်သူတို့ကဒါကိုဝမ်းနေစရာမဟုတ်ပဲဘူဘွားတွေရဲ့ဝိညာဉ်ကိုဂုံပြူပြီးမိသားစုနဲ့ပြန်ဆုံစည်းတဲ့အခမ်းအနားလို့မြင်ကြတာပဲဖြစ်ပါတယ်တေသူနဲ့အတူကခွန်ရတဲ့ပွဲတော်မျိုးပေါ့ဗျာတကယ့်ကိုယဉ်ကျေးမှုမတူရင်ခံယူချက်တွေလည်းမတူနိုင်ဘူးဆိုတာကိုဒါကိုကြင်သိနိုင်ပါတယ်နောက်ထပ်ထူးသန့်တဲ့ယူရတစ်ခုကတော့ရဲရင်မှကြည့်လို့ကောင်းတဲ့ဓလေ့ပဲဖြစ်ပါတယ် ဘရာဇီးကစက်တရီမှာဝဲလူမျိုးစုယောက်ျားလေးတွေဟာအရွယ်ရောက်ပြီဆိုတာကိုတတ်သိပြဖို့ပြင်းထန်တဲ့နာကျင်မှုကိုရင်ဆိုင်ကြရပါတယ်။သူတို့ကဘူးလက်အလုံခေါ်တဲ့ basic ကရင်တနက်နဲ့ပြစ်ခံရတယ်လို့နာကျင်စေတဲ့အကောင်တွေကိုတုံးပါတယ်။ဒီကောင်တွေကိုလက်အိတ်ထဲမှာအသေးချာရက်ပြီးတော့အဲ့ဒီလက်အိတ်ကိုမိနစ်20လောက်ဝစ်ထားရတယ်ဗျာ။ဒီဓလိကိုလာပေါင်းများစွာအတွင်းမှာအကျင့်20နီးပါးထက်ခါထက်ခါလောက်ရပါတယ်။ ဒီလိုမှသူတို့ဟာအစ်စ်မှယောက်ျားတစ်ယောက်ဖြစ်ပြီးရှစ်ဆက်ပြီးအမဲလိုက်ဖို့မိသားစုကိုကာကွယ်ဖို့အတွက်နာကျင်မှုကိုခံနိုင်ရင်ရှိတဲ့စစ်တီတော်ကောင်တစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်ကြတာပါအကောင်ပလောင်တွေကိုကြောက်တက်တဲ့လူတွေဆိုရင်တော့တခါတည်းတန်တည်သွားနိုင်လို့ပါတယ်တော်တော်လေးထူးဆန်းတဲ့ delay တွေပေါ့ဗျာနောက်ဆုံး delay ကတော့အင်ဒိုနီးရှားနိုင်ငံတီတောင်းလူမျိုးစုတွေရဲ့မင်္ဂလာပွဲ delay ပဲဖြစ်ပါတယ် လက်ထက်ပွဲဆိုတာပျော်စရာပုပ်ပပနဲ့အလှပဆုံးအချိန်လို့ကျွန်တော်တို့ကယူဆကြပေမဲ့ဒီလူတွေတက်ကတော့ကြီးမားဆုံးစိန်ခေါ်မှုတစ်ခုရှိပါတယ်ဒီစိန်ခေါ်မှုကဘာလဲဆိုရင်တော့တဒိုးသားနဲ့တဒိုးသမီးတို့ဟာမင်္ဂလာပွဲပြီးတဲ့နောက်၃ရက်တတိ82နှစ်အတွင်းမှာအိမ်သာလုံးဝသွားခွင့်မရှိပါဘူးဘလို့လို့စီဝင်သွားကျင်တာကိုထိန်းထားနိုင်ပါလေမိသားစုဝင်တွေကသူတို့ကိုဂရုတစိုက်ကြည့်ရှုဆောက်ရှောက်ပေးရတယ်ရင်းနဲ့အစာအသောက်ကိုလည်းအကန့်အသတ်နဲ့ကျွေးမွေးပေးရပါတယ် ဘာလို့ဒီလိုလုပ်ရတယ်လဲဆိုရင်တော့သူတို့ကဒီ delete ကိုကြော်လွှားနိုင်မှသာပျော်ရွှင်တဲ့အိမ်တော်ကြီးတာသမီကောင်းယတနာတွေပိုင်ဆိုင်နေမယ်လို့ယုံကြည်ကြတာပါအိမ်သာသွားရင်တော့အိမ်တော်ကြီးပြက်ကင်းတစ္ဆာဖောက်မှုဒါမှမဟုတ်ရင်ကလေးတွေအသက်တိုတာမျိုးတွေဖြစ်မယ်လို့ရှေ့ရခင်ကလေးကအယူအဆရှိခဲ့ကြတာပဲဖြစ်ပါတယ်။ဒီတော့မင်္ဂလာဆောင်ပြီးတုံးရတီတီအိမ်သာမသွားပဲထိန်းထားနိုင်မှုကတကယ့်ကိုစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြင်းထန်တဲ့စမ်းသပ်မှုကြီးတော့ဖြစ်နေတာပေါ့ဗျာ။ခမရတို့ဆိုရင်ရောဒီစိန်ခေါ်မှုကိုခံနိုင်မှာမလား။ ။မြားတို့ရဲ့ဒေတာမှာဩဒီလိုမျိုးဆန်းဆန်းပြပြရိုးရဓလေ့တွေရှိသေးတယ်ဆိုရင်လည်းကျွန်တော်ကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်။နောက်တစ်ခေါက်ကြာရင်ရောဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုကျွန်တော်ကိုပြောပြစေချင်လဲဆိုတော့ကိုမန့်မှာမန်ပေးခဲ့လို့ရပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။